မင်္ဂလာပါကျွန်တော်အခုပြပပေးသွားမယ့်သင်ခန်းစာကတော့ PC ပုံပြပေါ်မှာ logo လေးထည့်တာကိုပြပပေးသွားမယ်ကျွန်တော်တို့ logo ဖြစ်ဖြစ်စာဖြစ်ဖြစ်ကျွန်တော်တို့ Microsoft Word ထဲကိုတွားထည့် copy ပေးလောက်ပါမယ်ပြီးရင် black white ဖြည့်ရပါမယ်မှဆိုကျွန်တော်ဒီဟာဒီစာလေးကိုကျွန်တော် PC ပုံမှာတွားတက်ပါမယ် control c software ကိုတွားပါ ကျွန်တော်ဒီမှာ button soda ကိုတက်ပစ်ပေးခဲ့ပါ control v ဟုတ်ပြီ rotation အတွက်ကျွန်တော်စပေးပါအောင်နှိပ်ပါတက်ပစ်ပေးပြီးနေရာချပါ save button နှိပ်ပါဟုတ်ပြီကျွန်တော်တို့ 3d mode ပဲကြည့်ပါမယ် keyboard မှာနေ mode 3 key ကိုနှိပ်ပါဟုတ် w ဒါဆိုရင် ီရဲ့ logo လေးထည့်ပြီးသွားတယ်။နားလည်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။